WG main stake ကိုတယောက်ခွင့်ရရှိသွားတယ် မတ်တစ်စီပေါ်ပေါ်ရီကိုရဲမတ်တစ်စီကတော့ MSN ရုပ်တို့ WEC ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ IFF qualifier မှာတင်းစနကအဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အဲဒီမှာတော့ကျွန်တော်တို့ကဒီ semi final အဆင့်မှာတော့ Indonesia အသင်းကိုရှုံးပြီးတော့ကျွန်တော်တို့ကတတိယနေရာကိုကျွန်တော်တို့ Philippines အသင်းဖြစ်တဲ့ကျွန်တော်တင်းဖယ်ကွန်ပီအိနဲ့ကျွန်တော်တို့ကရှင်ပြိုင်ခဲ့ရပါတယ်။အဲဒီမှာတော့ကျွန်တော်တို့ကဒီတင်းဖယ်ကွန်ပီအိကိုကျွန်တော်တို့ကနိုင်ပြီးတော့တတိယနေရာကိုရရှိခဲ့ပါတယ်ဗျ။အဲဒါကြောင့်မလို့ပထမနေရာရရှိခဲ့တဲ့ Cambodia အသင်းဒုတိယနေရာရရှိခဲ့တဲ့ Indonesia အသင်းတို့နဲ့အတူ တတိယနေ့ရရရှိခဲ့ကျွန်တော်မြန်မာနိုင်ငံကအသင်းဖြစ်တဲ့မသစ်စီကတော့ဒီ WEC main stage ကိုတော့တယောက်ခွင့်ရရှိသွားပါရဲ့ဗျဒီ South Asia qualifier က3တင်းနဲ့ကျွန်တော်မလေးရှားတင်းကတော့မနစ်ကောင်က champion ဖြစ်လာတာအတွက်ကြောင့်လို့ဒါနိုင်ရဲ့ပိုက်ရရှိထားပါရဲ့ဗျ All Sport Championship လို့ကော WEC main stage ကြီးမှာတော့ကျွန်တော်မြန်မာနိုင်ငံကအသင်းရဲ့ကျွန်တော် Indonesia အသင်းရဲ့ကျွန်တော် Cambodia အသင်းနဲ့ Malaysia အသင်းအပြင်ကျွန်တော်အနောက်နိုင်ငံကအသင်းတွေဖြစ်တဲ့ Turkey တို့ Mongolia တို့ကျွန်တော် Egypt တို့ South Africa တို့ဒီအသင်းတွေနဲ့ total 16တင်းဝင်ရောက်ရှင်ပြိုင်ရမှာပဲဖြစ်ပါရဲ့ဗျာ ။ Sorry မှာကျင်းပနေကြဖြစ်တဲ့ WEC ကိုတော့ဒီတစ်ခါမှာတော့ကျွန်တော်မလေးရှားနိုင်ငံကွာလာလမ်းမြို့မှာကျင်းပမှာပဲဖြစ်ပါတယ်ဗျာ။ဒီပြိုင်ပွဲကာလတော့ဒီဇင်ဘာလ၁ရက်နေ့ကနေပြီးတော့9ရက်နေ့ထိကျင်းပမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်မြန်မာလက်ရွေးစင်ဖြစ်ပထမအဦးဆုံးဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားတယ်ကျွန်တော်မြန်မာနိုင်ငံကိုစားပြုအသင်းမတ်တစ်စီကိုလည်းကျွန်တော်တို့အားပေးလိုက်ကြရအောင်ဗျာ။ကဲကျွန်တော် e-sport ကြောင့်ပြန်လည်တိဆက်ပေးတဲ့ဝေးကြီးပဲဖြစ်ပါတယ်။